လာသားသမီးတွေအတွက်ကြာလာတဲ့ Deuteronomy ကကျယ်ပွင်း6ပွင့်ဆိုတဲ့သင်္ကေတနမိတ်ကလေးပါเนาะဒီနမိတ်ကကြတော့ကျယ်ပွင်း6ပွင့်ရှိတယ်ရှေ့မှာသူကျယ်တယောက်က သူပိုင်ဆိုင်တဲ့ငွေကြေးဥစ္စာဒဏ္ဍာရီကိုစွန်ကျဲနေတယ်လက်တစ်ဘက်ကချိန်ငွေကိုကင်ထားတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်အဲ့တော့ဒီနမိတ်ကဘာအညံပြတာလဲဆိုတော့ကျွန်တော်မြန်မာမျိုးမျိုးတွေမှာဆိုရင်တော့ချိန်ခွင်ရဲ့တင်ကေတာကကြတော့အယောင်းဝယ်ဖြစ်တာရဲ့အမှန်တရားတွေရဲရဲဝံ့ဝံ့ဆုံးဖြတ်ချက်ချမှတ်နိုင်တာ ောက်သူကနမိတ်ကိုလည်းကျဲပွင့်ရတော့အောင်မြင်ခြင်းပါပဲဟောတဏ္ဍသာသမီးတွေအတွက်အိမရမကန္တရာကောင်းတယ်နောက်အဖေကနေအစဉ်ပြေခြင်းတို့ကံကောင်းခြင်းတို့စိတ်ချမ်းသာရခြင်းတွေအောင်မြင်ခြင်းတွေကြုံမယ်အောင်မြင်မှုတွေကကိုယ်တိုင်အောင်မြင်ုံမျှမကပါနော်ကိုယ့်ရဲ့မိစ္ဆွေတွေပေါင်းတဲ့သင်ငယ်ချင်းတွေကိုလည်းမျှဝေနိုင်မဲ့ကန္တရာမျိုးရှိတာပေါ့နောက်ကိုယ်ကိုယ်တိုင်လည်းပဲအစဉ်ပြေအောင်လုပ်နိုင်မယ်ကိုယ့်ရဲ့အစဉ်ပြေခြင်းတွေကိုလည်းသူတစ်ပါးကိုပြန်ပြီးတော့ ပြန်လည်မျှဝေနိုင်မဲ့ကံတာမျိုးရှိပါတယ်။အဲဒီကလာမှာကျွန်တော်တို့သူ့ရဲ့နမိတ်တန်းဆိုရင်အပေးယူသဘောတွေပါတာပေါ့။အဲတော့အလုံးကိုင်းနဲ့ပတ်သက်ရင်တော့တင်းလာသားသမီးတွေကအပေးယူတွေလောက်ရတယ်ပေါ့။တစ်ခုတစ်ခုကိုရယူခြင်းနဲ့အတွဲတစ်ခုခုအောင်မြင်ခြင်းနဲ့အတွဲအခြားတစ်ခုကိုပြန်ပြီးတော့ပေးဆက်မဲ့ကံတာမျိုးတွေရှိတတ်ပါတယ်။နောက်မိသားစုကိုကုညီထောက်ပံ့နိုင်တဲ့ကုညီထောက်ပံ့မဲ့အချိန်ကာလမျိုးတွေကြုံရတတ်တယ်တဲ့ ဟိုရင်းသာသမီးတွေအဒီကလာမှာကိုယ့်ရဲ့မိဘတွေအတွက်ကိုယ့်ရဲ့ဆွေမျိုးသားချင်းအတွက်ကိုယ့်ရဲ့ညီကိုမောင်နှမတွေအတွက်ပေကံထောက်ပံ့လှူဒါန်းနိုင်တဲ့ကံစလာမျိုးတွေရှိ။နောက်ဒီနေ့တည်းမှာကျတော့ဘာအောင်ညွှန်ပြရလဲဆွန်ကျဲခြင်းဆိုတာပါလားဗောနော်။ဆွန်ကျဲရမယ်၊ပေကံရမယ်၊လှူဒါန်းရမယ်။ကိုယ်ကံလည်းပဲတင်းလာသာသမီးတွေကလက်ဆောင်ပစ္စည်းတွေပါလေရတတ်တယ်။အဲ့တော့ တခြားသူကကိုယ်ကကြတော့လက်ဆောင်ပစ္စည်းပေးတယ်ကိုကလက်ဆောင်ပစ္စည်းရတယ်ဒါကတော့နမိတ်ကလေးတွေကိုပြောပြခြင်းဖြစ်ပါတယ်ကံကြမ္မာယဆိုရင်တော့ကံတာတာကောင်းတာပါနော်အလှူဒန်းကိစ္စတွေအောင်မြင်မှုရတတ်ပါတယ်ကိုယ်အနေနဲ့တင်းလာသားသမီးတွေဒီကလာမှာလှူမယ်တမ်းမယ်လို့စိတ်ကူးထားတယ်ညီရထားတဲ့ကိစ္စတွေဆိုရင်ထူးထူးခြားခြားအကျိုးပေးပြီးတော့ကံကောင်းပြီးတော့အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ် ။ဒါမှနဲ့ကဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံကြမ္မာတဲ့ပေးနိုင်ကမ်းနိုင်လှူနိုင်တန်းနိုင်မဲ့ကံကြမ္မာဆိုတော့မိသားစုဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့လည်းအဆင်ပြေမယ်ပေါ့နော်။ဒါမှသာတော့လူမှုရေးပေါ့။ကိုယ့်ရဲ့မိတ်ဆွေတွေပေါင်းစပ်တဲ့တကယ်ချင်းတွေအတွက်ကိုယ်ကကူညီဆောင်ကြောက်နိုင်မယ်တဲ့။ပေးကမ်းနိုင်မယ်တဲ့လှူဒန်းနိုင်ကိုယ်တကယ်လို့အကူအညီတွေပါလိုအပ်နေတယ်လည်းပဲကိုယ့်ရဲ့မိတ်ဆွေတွေပေါင်းတဲ့တကယ်ချင်းတွေကကိုယ်ထက်ထက်ဝင်ဝင်လာပြီးတော့ကူညီပေးတာတွေပံ့ပိုးပေးတာတွေကြုံရတတ်ပါတယ်။ ဒါမလို့မိတ်ဆွေပေါင်းသင်းတွေလည်းတူပွားတတ်တယ်။ကိုယ်ကမိတ်ဆွေတွေပေါင်းသင်းတဲ့ငွေချင်းတွေကလည်းအကျိုးပေးတတ်တဲ့အချိန်ကလည်းမျိုးဖြစ်ပါတယ်။တောင်ငွေချင်းနဲ့ပတ်သက်တဲ့ကံစားတာတဲ့ငွေချင်းတွေအစဉ်ပြေပြီးတော့သူတော်ဘာတွေကိုပြန်ပြီးတော့စွန်ကျဲပေးကမ်းနေတဲ့နမိတ်ပုံဖြစ်တယ်။အဲ့တော့တိုက်ရိုက်ပြောဆိုရမယ်ဆိုရင်တော့တင်းလာသားသမီးတွေရဲ့ငွေချင်းနဲ့ပတ်သက်ပြီးတော့ကံစားတာကောင်းပါ။ဒါငွေချင်းအစဉ်ပြေမဲ့အချိန်ကလာဖြစ်တယ်လို့နားလဲ ရစရာကြီးတဲ့ငွေတွေချက်ချက်မမောရတတ်တယ်ပေးစရာကြီးတဲ့ငွေတွေချက်ချက်မမောပေးနိုင်အလူကိစ္စအတွက်ငွေချင်းနဲ့ပတ်သက်ပြီးတော့အဆင်ပြေတတ်ပါတယ်ဒါကကာလကြာစီထင်းကုန်နေတဲ့ညံ့ညံ့နေတဲ့ရောင်းရိုးဝဒါကိစ္စတွေအဆင်ပြေသွားဟိုမှာအိမ်ရောင်းတာလို့ခြံရောင်းတာလို့တိုက်ရောင်းတာလို့ကားရောင်းတာလို့ဘလို့မှရောင်းမထွက်တဲ့ကိစ္စတွေဟာဒီကလမှာရောင်းထွက်သွားပြီးတော့ငွေချင်းနဲ့ပတ်သက်ပြီးတော့မျိုးမျိုးမြန်မြန်ရပြီးတော့အောင်မြင်မှုရသွားတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ် ။ဒါမလို့ဒဏ္ဍာသာသမီးတွေရဲ့ငွေချင်းနဲ့ပတ်သက်တဲ့ကံတရားဆိုရင်တော့တော်တော်လေးအဆင်ပြေခြင်းတွေရှိတယ်၊ကံကောင်းခြင်းတွေရှိတယ်၊အောင်မြင်ခြင်းတွေရှိပါတယ်နော်။ဒါကျမ်းမာရေး။ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဒဏ္ဍာသာသမီးတွေကဘာဖြစ်တတ်လဲဆိုတော့အာဆိုးဆိုးရွားရွားအញ្ញံခိုက်တွေကြီးကြီးမားမားအញ្ញံခိုက်တော့မရှိပါဘူး။ဒါကြောင့်ကျမ်းမာရေးကံတာတာကတော့အထူးကောင်းမွန်မဲ့ကံတာတာမျိုးရှိပါတယ်။အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့နည်းနည်းသတိထားမှာကျမ်းမာရေးအတွက် ငွေကုန်ကြီးတာများတတ်တယ်။ကျောင်းအိမ်နဲ့ပတ်သက်ပြီးတော့ငွေကြေးလိုအပ်ချက်တချို့တော့ဖြစ်ပေါ်တတ်တယ်။ဒါပေမဲ့သူ့လိုလိုနေနဲ့ပြန်ပြီးတော့အဆင်ပြေသွားနိုင်တဲ့ကံတာတာမျိုးရှိပါတယ်။ဟိုဆေးရုံစေကံသွားဖို့တင်းလာသားသမီးတွေကငွေကြေးအခက်အခဲတွေရုပ်တရက်ပေါ်ပေါက်တာမျိုးတွေဖြစ်တတ်ပါတယ်။အဲလိုပေါ်ပေါက်ပြီးတော့လည်းသူ့လိုလိုပြန်ပြီးတော့အဆင်ပြေသွားတာမျိုးတွေတော့ကြုံရတတ်တယ်။နောက်တင်းလာသားသမီးရဲ့ပညာရေးနဲ့ပတ်သက်တဲ့ကံတာတာမှာဆိုရင်တော့ဒါစာမွက်ဖြည့်ဆို့ခြင်းတွေတင်းနှံတက်ခြင်းတွေ နိုင်ငံသားမှကြောင်းသွားတရားမဲ့ကိစ္စတွေမှာထူးထူးခြားခြားအကျိုးပေးပြီးတော့ကံကောင်းတဲ့အောင်မြင်ခြင်းတွေရရှိတတ်ပါနောက်ချင်းတော်ရင်းနဲ့ပတ်သက်တဲ့ကံတရာမှာဆိုရင်တော့ဒီဟာဒီနမိတ်ကဘာအောင်ညွန်ပြတာလဲဆိုတော့နောက်သစ္စာတရားရဲ့ဩဇာရှိခြင်းရဲ့အကူအညီရခြင်းတွေဒါမျိုးနမိတ်ဖြစ်တယ်ဒါကြောင့်ချင်းတော်ရင်းနဲ့ပတ်သက်ရင်တော့ကံတရာအထူးကောင်းတာပေါ့နော် ။ဒါဖက်ဖက်ကနေအစဉ်ပြေခြင်းတွေ၊ကံကောင်းခြင်းတွေ၊စိတ်ချမ်းသာရခြင်းတွေ၊အောင်မြင်ခြင်းတွေ၊ကြုံမဲ့မိသားစုနှလုံးစိတ်ဝမ်းအေးချမ်းရတတ်တဲ့ကံကြမ္မာမျိုးရှိပါလား။အဲ့တော့ဒါတဏှာသာသမိတွေအတွက်ဒီကလာမှာစီပွားရေးတွေအလုပ်အကင်တွေအကျန်စီတွေလှုပ်တဲ့မလှုပ်တဲ့ဆိုရင်ဧကမုတ်ချာလှုပ်တဲ့နဲ့လှုပ်တဲ့အခါကျတော့လည်းအောင်မြင်မဲ့ကံတရာမျိုးရှိပါကိုယ်ကြုံတွေ့နေရတဲ့အခက်ခဲတွေရှိနေတော့မှအကူအညီကောင်းတွေရပြီးတော့လှုပ်လှုပ်နေနေပြေလည်သွားနိုင်တဲ့ကံတရာမျိုးရှိပါလား ဒိဋ္ဌသာသမိတွေအကျိုးပေးတယ်ကံကောင်းတဲ့အရာကြတော့ရှေကနန်းဖြစ်ပါတယ်ရှေကနန်းအကျိုးပေးတာပေါ့နော်အဲ့တော့ကိုကကံသမိတွေပါလေစမ်းတယ်ထီတွေပါလေထုတ်မှဆိုရင်ရှေကနန်းများများပါတယ်နံပါတ်တွေရှားပြီးတော့ထုတ်သို့မဟုတ်အဲ့ဒီနံပါတ်တွေအားလုံးပေါင်းလိုက်ပေါင်းကြည့်တဲ့အခါကျတော့ရှေ့ရတဲ့နံပါတ်တွေကိုထိုးတင်တယ်ဒါမြတ်စွာရှေကနန်းအကျိုးပေးတယ်ပေါ့နော်အယောင်အနေနဲ့ဆိုရင်တော့အစင်းအောင်အကျိုးပေးတယ်နောက်တစ်ခါအဝါရောင်တွေပါလေအကျိုးပေးတယ်အဲ့တော့အကြောင်းသင်္ကေတကြီးတဲ့ကအဝါရောင်လေးတွေအစင်းအောင်လေးတွေဝတ်ပါဆောင်းပါ နောက်တစ်ခုကကျွန်တော်တို့တင်းလာသားသမီးတွေကကန်သာတာအညံ့ခိုက်တွေကင်းသိမ့်ပြီးတော့ကံကောင်းစေဖို့အတွက်ကိုတတ်နိုင်တလားပေါ့နော်ဆင်းရဲချိုတက်တဲ့လူလို့နော်ဒါအကူကြီးငွေကြေးအကူကြီးလိုအပ်တဲ့လူတွေကိုတတ်နိုင်တလားစွန်ကြဲပေးကံပေးပါဒါဆိုတော့ကိုယ့်ရဲ့မကောင်းတဲ့ကံသာတာအညံ့ခိုက်တွေကင်းသိမ့်ပြပြပြီးတော့ကံကောင်းခြင်းလက်ပွင့်ခြင်းလက်ရှင်ခြင်းအောင်မြင်ခြင်းတွေကိုရရှိစေမှာဖြစ်ပါတယ်